ါရှင်တင်းစာဖတ်တဲ့အစီအစဉ်ကကြိုးစားပါတယ်ဒီအစီအစဉ်မှာတော့ကျမအီမမမွန်နဲ့အတူကျမနွနီတို့ကပါဝင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ယနေ့ဒီနေ့ February 9ရက်နေ့အတွက်တင်းစာရရောရောက်နေပြီမလေးကဒီထဲကဘယ်တင်းထူးတွေပေါ့နော်ခေါင်းစစ်တင်ထားတဲ့ပြင်ပုံတင်းမျိုးရွေးချယ်ဖတ်ပြမလဲဟုတ်ကဲ့ပါမလေးဒီမှာဒီနေ့ထွက်လာတဲ့ channel တွေကတော့တမလာဆိုပြီးတော့ခေါင်းစဉ်လေးတွေတူနေတယ်ပေါ့မလေးဒီနေ့မှာတော့ Daily Level ကပါတဲ့ဒီခေါင်းစဉ်လေးတစ်ခုဖတ်ပြကြပါမယ်ရှင်နိုင်ငံတော်တမရနှင့်ဒုတိယတမရများ ရွေးချယ်တင်မြောက်နိုင်ရအတွက်တွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့လိုက်အစည်းအဝေးများမတ်လ9ရက်နေ့တွင်စတင်ကျင်းပမည်ဟုပြည်ထောင်စုလွှတ်တော်နိုင်ကကြေညာဆိုပြီးတော့ Daily Level ခေါင်းစဉ်လေးတင်ထားပါတယ်မှာ။နောက်တစ်ခုကတော့ဒီ voice မှာပါတဲ့ခေါင်းစဉ်လေးကိုဖျက်ပြကျင်ပါတယ်ရှင်။ဒါတော့ရန်ကုန်မြို့ဤပထမဆုံးမြေအောက်လမ်းကူးကိုယခုဗန္နာနှစ်ကုန်ပိုင်းတွင်စတင်ဖောက်လုပ်မည်ဆိုပြီးတော့သူကပါပါတယ်ရှင်။ ောက်တစ်ခုကတော့ဒီ7 day daily သတင်းစာမှာပါတဲ့ခေါင်းစဉ်လေးကိုဖတ်ပြခြင်းပါတယ်ရှင်။ဒီဟာကတော့အခြေခံဥပဒေနဲ့အညီဥပဒေများပြဋ္ဌာန်းပြင်ဆင်ရုပ်သိမ်းရန်ပြည်ထောင်စုလွှတ်တော်သို့တမရတဝန်လွှာပို့ဆိုပြီးတော့သူကခေါင်းစည်းလေးတင်ထားပါတယ်မှန်တယ်။ဟုတ်ကဲ့အဲဒီသတင်းစာရဲ့မျက်နှာပေါင်းကတော့တမရလူတမရရင်းချေရေးအတွက်ပေါ့နော်ဒီလွှတ်တော်ရဲ့ဒါဒီလက်ရှိလူတွေစိတ်ဝင်စားဆုံးဖြစ်နေတဲ့သတင်းအားလုံးမျက်နှာပေါင်းတင်ထားရတွေ့ရရပေါ့။ဟုတ်ကဲ့ပါမှန်တယ်။ဆက်ပြီးတော့အဒီအမားကဒီ device တွေရဲ့ editor အဘော်လေးကိုဖတ်ပြတင်တယ်။ အဘွဲကောင်းစင်ကတော့ပုံကိုရေးကိုကြော်ကြည့်ပါတဲ့အဲ့ဒါရေးထားတာကတော့ဒီနေ့မြန်မာလူမှုနယ်ပယ်အပါအဝင်နဲ့နိုင်ငံရေးစီးပွားရေးနယ်ပယ်အသီးသီးမှာရှေ့မတိုးနောက်မဆုတ်အခြေအနေများလိတ်ခဲတဲ့လဲပြဿနာတွေကိုကြည့်မယ်ဆိုရင်တော့တူဦးနဲ့တူဦးတစ်ဖက်နဲ့တစ်ဖက်ကြားစဉ်းစားဖို့မတူညီကြတွေပုံကိုရေးပြဿနာတွေပိုများနေတယ်ဆိုပြီးတော့အဲ့ဒါကအဘွဲအစမှစာရေးထားပါတယ်အထူးသဖြင့်တဲ့နှစ်များစွာကိုလိုဒီလက်အောက်ခံဘွားနဲ့အာနာရှင်အုပ်ချုပ်မှုအောက်မှာပြပြမှောက်ခဲ့ကြရတဲ့မြန်မာလူ့အဖွဲ့အစည်းမှာတဲ့ တော်လန်ရေးစိတ်ကိုအခြေခံပြီးတော့လဝဲဆန်တဲ့အတွေးခေါ်တွေကလည်းလူအများစုပေါ်မှာဩစာတရားမှုရှိနေပါတယ်လို့အိတာထက်သွေးရေးသားထားပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံအတွက်လူမှုဖွဲ့စည်းအတွက်စဉ်းစားလုပ်ပေးလို့သူအကျဉ်းကောင်းဉာဏ်ကောင်းပေးလို့သူတနည်းအားဖြင့်ပြဿနာများအတွက်အဖြေရှာပေးလို့သူပညာရှင်သို့မဟုတ်နိုင်ငံပြုစိတ်ရှိသူများနေပယ်တီးတီးမှလက်ရှိမှာရှိနေပါတယ်တဲ့။ဒါပေမဲ့ ဒီလိုသောအမျိုးအစားရှိသူတွေရဲ့စေတနာနဲ့အကြံပြုတိုက်တွန်းချက်တွေအပြုသဘောဆောင်တဲ့ဒီဝေဖန်ထောက်ပြချက်တွေကိုတင့်မတင်ရထာဘူရကြမကြချင်းချင်းစဉ်းစားရမရှိဘဲနဲ့လဝဲယူဆတွေနဲ့ပုံကိုယ်ရေးလှုပ်ချတိုက်ခိုက်မှုတွေဖြစ်နှုတ်ဆိတ်ဆွံ့သွားစေပါကတက်ဆိုင်ရာအဖွဲ့အစည်းပါဝင်နိုင်ငံတော်နဲ့ပြည်သူတွေသာနှိမ့်နှံမဖြစ်တဲ့ဆိုပြီးတော့အဲဒီဒါကပုံကိုယ်ရေးကိုကြော်ကြည့်ပါဆိုတဲ့ဒီအယ်ဒီတာအပေါ်မှာထည့်သွင်းထုတ်ထားပါတယ်။ဒါတော့လက်ရှိနိုင်ငံရေးကူးပြောင်းကာလတွေမှာပေါ့နော်။ ဒီပုံကိုရေးအမြင်တွေကိုပဲကြည့်မနေဘူးရှေ့ဆက်ဆက်ဖြစ်ခဲ့တဲ့ဒီလဝဲယူစာတွေအဖွဲ့အစည်းကြားမှာ꿰꿰ပြခဲ့ကြရတယ်ပတ်သက်ပြီးအဒီတာထည့်သွင်းထုတ်ထားတာပါဟုတ်ကဲ့။နန်နီယာဘယ်သတင်းတွေဖတ်ပြဖို့ရှိသေးလဲ။ဘုဘုအနေနဲ့ဒီစံတော်ချိန်မှာပါတဲ့သတင်းလေးတခုကိုဖတ်ပြချင်ပါတယ်အမ။ဒါလည်းဟိုရိုင်းစိတ်ဝင်စားတဲ့ဒီဒုသမရသမရရွေးချယ်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်။အရင်ဆုံးကောင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်။ဒုတိယသမရ၃ဦးအဆိုပြုမိအစီဝေမတ်လ18ရက်နေ့တွင်ကျင်းပမည်ဆိုပြီးတော့ သူကဒီမှာကောင်းစင်လေးတင်လာပါတယ်။ဒါဆိုရင်တော့အမဒီဟာလူတိုင်းစိတ်ဝင်စားတဲ့အနေအထားပေါ့နော်။အရင်တော့ဒီရှေ့ရက်နေ့မှာကြီးညာမယ်ဆိုပြီးတော့ပြောပြီးတော့အခုနောက်ပြီးတော့သူတို့ထပ်ပြီးတော့ကြီးညာသွားတယ်ပေါ့နော်။ဟုတ်ကဲ့ဒီထဲမှာကတော့ဘသူကပြောထားလဲဆိုတော့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်။နိုင်ငံတော်သမ္မတတင်မြောက်နိုင်ရန်အတွက်ဒုတိယသမ္မတ၃အဆိုပြုပြီးတက်ဆိုင်ရာကိုယ်စားလှယ်အစုအဖွဲ့အစည်းဝေးကို မတ်လ18ရက်နေ့ဗုဒ္ဓဟူးနေ့မှာစတင်ကျင်းပသွားမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်နာယကဥမန်ဝင်းခိုင်တန်းကကြေညာခဲ့ပါတယ်ဒါကတော့ဒုတိယကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးမနေ့ကကျင်းပခဲ့တဲ့ပုံမှန်အစည်းအဝေးမှာဟိုသူကပြောပြောကြားခဲ့တာဖြစ်ပါတယ်ပေါ့နော်သူပြောထားတာလေးတခုရှိပါသေးတယ်ဒါလေးကိုလည်းဖတ်ပြကျင်းပါတယ်သဆိုင်ရလွတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့လိုက်ဒုတိယသမ္မတတဦးစီကိုရွေးချယ်တင်မြှောက်နိုင်ရတဲ့အတွက်လွတ်တော်ကိုယ်စားလှယ်များအဆိုပြုရမယ် အစုအဖွဲ့အစည်းကို2016ခုနှစ်မတ်လ18ရက်နေ့စတင်ကျင်းပမည်ဖြစ်ကြောင်းဒီရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဒီပြည်သူ့လွှတ်တော်အစည်းအဝေးခမ်းမှာမှာကျင်းပမယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကိုဒီအမျိုးသားလွှတ်တော်အစည်းအဝေးခမ်းမှာမှာကျင်းပမယ်နောက်ပြီးတော့တက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကိုဒီတက်မတော်ကောက်ဝဲဦးစီးချုပ်ဒီဘောနော် တက်မှတ်ပေးထားတဲ့နေရာတွေမှာကျင်းပမယ်ဆိုပြီးတော့ဦးမန်ဝင်းခန်းသားကထပ်ပြီးတော့သူကပြောကြားခဲ့ပါတယ်မှာဒါကတော့ဟိုလူတိုင်းစိတ်ဝင်စားတဲ့တမနာရွေးချယ်ပွဲပေါ်မှာရဲ့ဒါ ဟိုဘယ်သူဖြစ်မလဲဆိုတာတော့ဟို online နေပေါ်မှာလဲဒါထင်မြင်ချက်တွေပေးထားပြီးလည်းဖြစ်ပါတယ်မှာဘယ်သူဖြစ်မလဲဘယ်သူဖြစ်မလဲဆိုပြီးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမှန်တယ်ဆက်ပြီးတော့မောင်ကဒီဒီလိုပဲ Facebook နဲ့လည်းလူမှုကွေရဲ့မှာပဲအရန်လူပြောများနေတဲ့တဲ့တွေကိုဖတ်ပြခြင်းနဲ့ဒေါအောင်ဆန်းစုကြည်ကိုလည်းလှုပ်ကြဲမယ်လို့ဆိုရဲသူကဒီကျုပ်ယုံကိုလာရောက်တောင်းပန်နေဆိုတဲ့တဲ့တွေမှာ ဒီလူပြီးခဲ့ရပိုင်းတွင်ရပါတော့59စလုံးကိုစိုင်းငန်းလိုက်ပါကတော့ဆန်းစုကြည်ကိုလှုပ်ကြမယ်ဆိုပြီးတော့ Facebook မှာရေးသားခဲ့တဲ့လူကအဲ့မင်းကပေါ့နော်ဒီမင်းက favorite share နေကသူ့ရဲ့မိခင်နဲ့အတူ NLD ရုံးမှာလာရောက်တောင်းပန်ထားရဲဆိုတဲ့တင်မှာဒီ February 10ရက်နေ့မွန်လယ်နှစ်နာရီခွဲမှာလာရောက်တောင်းပန်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အလုံးမှုဆောင်ဥဟန်တာမြစ်ကပြောထားပါတယ် ဒီအား59စလုံးကိုဆိုင်းငန်းတင်ဆိုင်းငန်းတင်ဒီလိုမျိုးဒီတဘောရာအခွဲလဲနေတဲ့အချိန်မှာရေးခဲ့တဲ့အတွက်သူရေးသားမှုကနာမည်မပါပေမဲ့ဒီဟာကဘသူ့ကို UTV ရေးသားတယ်ဆိုတာကိုအားလုံးကခံမှန်းနိုင်ရတဲ့အကြောင်းပေါ့နော်ဒီ Facebook မှာဒီတရင်အရန်ပေါ့နော်လူပြောများပြီးတော့အဲ့လိုမျိုးဒီတရားဆွဲမတရားမဆွဲဘူးအဲ့လိုပြဿနာတွေဖြစ်နေတဲ့အချိန်မှာပဲဒီအကောင့်ပိုင်ရှင်ကဝေဒာဒီမိုကရေစီအဖွဲ့ချုပ်ကိုသွားတောင်းမှန်းနေတာဖြစ်ပါတယ်ဆိုင်ထားဆိုလို့ရှိရင်တမရဦးသိန်းစိန်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကိုလေလူမှုကွန်ရက်ကတက်စစ်နေပြီးတော့ ဝေဖန်တိုက်ခိုက်သူတချို့ကိုတော့ဒီရဲတပ်ဖွဲ့ကနေပြီးတော့နမဲဆဆန်အေးအေးယူခဲ့တဲ့အတွက်ကြောင့်အခုလိုဒေါအောင်ဆန်းစုကြည်ကိုပေါ့နော်ရည်ရွယ်ပြီးစာမျောင်းရေးသားတဲ့ချင်းချောက်တဲ့ဒီရဲလွင်မျိုးကိုအေးအေးယူပေးဖို့ဒီနိုင်ငံရေးအတိုင်းဝိုင်းကနေပြီးတော့သဘောထားအနေနဲ့တောက်ဆုပ်ခဲ့ပေမဲ့ဒီတရလိုပြုတ်ပြီးတွားရောက်တိုင်ကြမ်းတော့မရှိခဲ့ဘူးပေါ့နော်အဲမရှိခဲ့တဲ့အတွက်ကြောင့်လည်းရည်ရည်မှုလည်းမရှိခဲ့ပါဘူးဒီအခုဒီရဲလွင်မျိုးဆိုရဲလူကဒီဒီချုပ်ရုံမှာသွားတောင်းမှန်ထားပေးမယ်လေဒီမန္တလေးတိုင်းကလူတယောက်ကတော့ ရဲလို့မျိုးကသူတရားဆွဲမယ်ဆိုပြီးတော့ကိုရိုင်းရဲ့မန္တလေးတိုင်းရဲ့စခန်းမှာပေါ့နော်အမှုသွားဖွင့်နေဆိုတဲ့တဲ့ရင်အားလည်းဒီတဲ့ရင်နဲ့ပဲသူတက်ဆက်တဲ့ဒီတဲ့ရင်စာတွေမှာဖော်ပြလာတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ပါမာရီဒီ56ဆလုံးနဲ့ပတ်သက်ပြီးတော့မနေ့က online ပေါ်မှာတွေ့ရတောင်ဆန်းသူကြီးပြောထားတဲ့စကားလေးလည်းရှိပါတယ်ရှင်သူ့အနေနဲ့ကဒီတမနာဒီလှုပ်ရေးမလှုပ်ရေးကသူအဓိကမကြဘူးပေါ့နော်မာရီ သူပြောထားတာကဒီဒီကဒီ59ဆလုံးဆိုတာကပြင်သင်းလို့သူပြင်တယ်ဆိုပြီးတော့သူပြောထားတာမင်းကအဲ online ပေါ်မှာတွေ့တာ online ပေါ်မှာသူပြောထားတာလေးကိုဒီလူမှုကွန်ရက်ဆာလာမှာတော့တွေ့ရတာလည်းရှိပါတယ်ရှင်ဒီအချိန်မှာပဲသူ့ကိုဒီလိုမျိုးစာနဲ့ဝေဖန်တိုက်ခိုက်တာရေပေါ်လာဘာဒါပေမဲ့ဖွဲ့ချုပ်ကတော့ဒါကိုရေးယူဖို့အစီအစဉ်မရှိခဲ့သလိုဒီဘယ်သူမှလည်းတရားဝင်တိုင်းနိုင်ငံချင်းမရှိဘူးကွနော် ဟုတ်ကဲ့ပါမကြီးညီမဖတ်ပြမဲ့သတင်းက The Boys မှာပါတဲ့သတင်းလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်။ခေါင်းစဉ်လေးကိုရုံလုံးပြပြခြင်းပါတယ်ရှင်။မိဘအစ်င့်နန်းဆန်မျိုးမြို့အင်္ကာရဲ့ညီအောင်ပြန်လဲတီထောင်ပြီးဟုတ်ကဲ့ပါမဒီဟာကလည်းနန်းဆန်မျိုးမှာဒီဖေဖော်ဝါရီလ၄ရက်နေ့ကမိအကြီးကျယ်ပေါ့နော်ဒီလိုမျိုးသူတို့မှာအားနေချက်တွေကြောင့်ဒီမိသက်ကမရှိတာလို့လမ်းအဝင်အတွက်အဲ့လိုခက်ခဲတဲ့အကြောင်းမျိုးရဲ့သုံးဖို့နှစ်ပုံလောက်ဒီမျိုးမိဘအစ်င့်ခဲ့တယ်ပေါ့။အားနဲ့ပတ်သက်ပြီးတော့ဒီရန်ကုန်မြို့တွေမှာလည်းမိဘအစ်င့်ပြည်သူတွေအတွက်ဒီ ကောက်ခံတဲ့အလူငွေကောက်ခံတာတွေလည်းရှိသလိုဒီလွတ်တော်မှာတောင်မှပဲဒီလွတ်တော်ကိုယ်စားလှယ်တွေစီကနေပြီးတော့အလူငွေကောက်ခံတာတွေလည်းရှိနေပါတယ်ဒီသတင်းလေးကိုပြောပြချင်ပါတယ်ဒါဘယ်သူပြောထားတာလဲဆိုတော့လမ်းမကြီးတစ်ခုသာရှိသောကြောင့်မိသက်ကားများအဝင်အထွက်ခက်ခဲသဖြင့်မြို့ဤသုံးပုံနှစ်ပုံမီးလောင်ကျွမ်းခဲ့သည့်ရှမ်းပြည်နယ်မြောက်ပိုင်းနတ်ဆန်မြို့ကိုမြို့အင်ကရဲနှင့်ညီအောင်ပြန်လည်ပုံဖော်တည်ထောင်မည်ဖြစ်ကြောင်းအဆိုပါနတ်ဆန်မြို့မီးဝေးကယ်ဆယ်ရေးကော်မတီအတွင်းရေးမှူးဦးစောလွင်ကပြောကြားခဲ့သည် ဟုတ်ကဲ့ပါမဒီမာသူထပ်ပြီးတော့ပြောထားတာကလမ်းကလည်းကျင်းတယ်ကားနှစီးရှောင်မှုကလည်းခတ်တယ်ဒါကြောင့်အခုမီးလောင်တဲ့နေရာတွေလူတွေအကုန်လုံးပေါ့နော်ဆူပြီးတော့ဒီပြန်လဲထူထောင်တဲ့နေရာမှာအင်္ဂါရဲနဲ့ညီအောင်သူပြန်လုသွားမယ်ဆိုပြီးတော့သူပြောပါတယ်ရှင်နောက်တစ်ခုရှိသေးတာကဒီ မိဘသင်းတဲ့ဒီပရိုက်တာဒီမိဘသင်းတဲ့နေရာကိုပရိုက်တာလူတွေလည်းလာရောက်ကူညီတယ်လို့ပေါ့နော်တခြားဒီမြို့နယ်အသီးသီးကလူတွေလည်းလာရောက်ကူညီမှုတွေရှိတယ်။နောက်နေ့အဲ့မီးလောင်မီးချက်ချင်းနောက်နေ့ပေါ့နော်နောက်နေ့မှာလည်းနိုင်ငံတော်သမ္မတအနေနဲ့တွားရောက်ကြည့်ရှုလာရလည်းရှိတယ်။တခြားအဖွဲ့အစည်းတွေကလည်းလာရောက်ကူညီတာတွေရှိတာကိုတွေ့ရပါတယ်မှာ။ဒါတော့တို့ဒီဘလိုမျိုးဆက်ပြီးတော့မြို့ကိုပြန်လဲထူထောင်မလဲဆိုတာတော့ဒါကြည့်ရမှာပေါ့နော်။ အမတို့ဒီ internet ဆာမျက်နှာတွေမှာကြည့်ရတဲ့ပုံရဆိုလို့ရှိရင်မျိုးက၃ပုံ၂ပုံနီးပါးလောက်လုံးဝပြာကျပြီးတော့ကွင်းမြင်လို့ဖြစ်သွားတယ်ပေါ့နော်။ဒါ ਉਹ ဒီမှာသတင်းကောင်းစင်ကမျိုးအင်္ကာရဲ့နဲ့ညီအောင်ပြန်လည်တီထောင်မယ်ဆိုတော့သဆိုင်ရာဖွဲ့စည်းရေးကဘယ်လိုထောက်ပံ့မှုတွေလုပ်မှာလဲပေါ့နော်။အဲတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဟုတ်ကဲ့ပါအမဒီမှာစိတ်ဝင်စားစရာလေးသူနောက်တစ်ခုရေးထားတာလေးတွေ့ရပါတယ်မှာဒါကတော့နန်းဆန်မျိုးဒီပြီးခဲ့တဲ့2012ခုနှစ်နိုဝင်ဘာလအတွင်းကအင်ဂျင်53လုံးမီးလောင်ကျွမ်းခဲ့ပြီးလမ်းကျင်းတော့ကြောင့်အခုကဲ့သို့ပင်ထပ်ပြီးတော့ဒီမီးလောင်ကျွမ်းခဲ့တာ ဆုံးရှုံးမှုရှိခဲ့တာအရင်တော့လည်းဒီ2012ခုနှစ်ကလည်းလောင်ခဲ့တယ်ဆိုတာသိရတယ်အခုကပို့ပြီးတော့ဆုံးရှုံးမှုပိုကြီးတယ်ဆိုတာသိရပါတယ်ရှင်ဟုတ်ကဲ့ပါဆက်ပြီးတော့ဒီ daily 11ကတရင်တို့ဖတ်ပြခြင်း ਨੇ တရင်ကောင်းရင်ကစစ်စစ်ထောက်ခံထားတဲ့ coffee mill လုပ်ငန်းတွေကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးတော့နမူနာရခဲ့တဲ့ကုန်ကျန်းပစ္စည်းတွေကိုတက်ခွဲစစ်ဆေးမယ်ဆိုတဲ့တရင်မှာဒီမြန်မာနိုင်ငံအစားတောက်စေဝါကကေဦးစီးဌာန FDA ရနေပြီးတော့တဲ့စစ်စစ်တောက်စစ်စစ်ထောက်ခံထားတဲ့ပေါ့နော်ဒီတက်တန်းရှိ လက်ရှိ confirmment မျိုးစားတွေရဲ့ကုန်စည်တွေကိုနမူနာကောက်ယူပြီးတော့ဓာတ်ခွဲစစ်ဆေးရာတွေစတင်ပြီးတော့လုပ်နေပါပြီတဲ့ဒီလုပ်နေတာကတော့ February 6ရက်နေ့ကနေပြီးတော့ FDA ကစပြီးတော့ဒီကျမိုင်ဦးစီးဌာနကုန်သွယ်မှုမြင့်တရေးနဲ့ဒီစားသုံးသူရေးရာဦးစီးဌာနစီပင်သာယာကျမိုင်ဌာနထွေထွေအုပ်ချုပ်ရေးဦးစီးမှုဌာနနဲ့မန္တလေးစားသုံးသူကျွတင်ကာကွယ်ရေးအသင်းဥကင်းတပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုးခြောက်တကင်စစ်ဆေးရာတွေစလုပ်တာပါတဲ့ကော်ဖီမိထပ်ပြလုပ်ငန်းတွေကတဲ့အားလုံးကရန်ကုန်မှာပဲမှတ်ပုံတင်ပြီးတော့တဲ့ရန်ကုန်မှာပဲလုပ်ကြရတဲ့ အဲ့လောက်တဲ့နေရာမှာလို့ဆိုလို့ရှိရင်လည်း coffee mill လုပ်ငန်းနဲ့ coffee အစ်စ်ကိုကျိတ်ပြီးတော့ထုတ်တဲ့လုပ်ငန်းမတူဘူးတဲ့အခုစစ်တာကတော့ဒီကုန်ကျန်းတွေကိုပေါ့နော်အဓိကအစပြီးစစ်တာပေါ့နော်အသင်းတောက် coffee mill တွေရဲ့ကုန်ကျန်းတွေကိုစတင်ပြီးတော့စစ်ဆေးတာဖြစ်ပါတယ်တဲ့ဒီလိုစစ်ဆေးတဲ့ရလဒ်တွေကိုလည်းမကြမီကုမ္ပဏီနာမည်စီးနေတဲ့အတိအကျထုတ်ပြန်မယ်ဆိုပြီးသတင်းမှဖော်ပြထားပါတယ်မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကုကေဦးစီးဌာနမှာတဲ့အစားအသောက်ထုတ်လို့ချင်းထောက်ခံချက်အတွက်စီစစ်ထောက်ခံထားတဲ့လုပ်ငန်းပေါင်း coffee mill လုပ်ငန်းပေါင်း12ခုရှိပြီးတော့ ဒီအနက်ကနေပြီးတော့လက်ရှိစစ်ဆေးမှုအားလုံးက7ရုံအားလုံးစစ်ဆေးပြီးသွားပါပြီတဲ့ဒီကြံတရုံကတော့တရုံနှစ်တက်ကူပိတ်ရဖြစ်နေတဲ့ကြောင့်ဆယုံပိတ်ထားရတဲ့မစစ်စေးရသေးပါဘူးတဲ့ဒီဆက်နေုံလုံးကိုစစ်စေးပြီးလို့ရှိရင်တော့ပြည်သူထံကိုမကြမီအတိအကျဒီတို့ရဲ့ကုန်ကျပစ္စည်းမှာပါဝင်တဲ့ဟာတွေကိုထုတ်ပြန်ပေးသွားမယ်ဆိုပြီးတော့ FDA ကပြောထားပါတယ်ရှင်ဒါက coffee mint နဲ့ပတ်သက်လာလို့ရှိရင်ပေါ့နော်အရင်ထဲမှာပြောနေကြရရှိရလေ coffee mint ရအရန်ဈေးပေါ်တယ်အုံးစံခွန်တွေထုတ်တယ်လို့ပါတော့အဲ့လိုမျိုး cola ဟာလာတဲ့တင်းတွေကလို့စစ်စေးမှုကတော့အဲ့ cola ဟာတဲ့တင်းတွေကိုတစ်ခုခုတော့ခြေဖြတ်ပေးလိုက်ပါပါရှင် ဟုတ်ကဲ့ပါမဒါဆိုလဲ online ပေါ်မှာဟိုညီမတို့လဲ coffee အရင်ကြိုက်တဲ့အတွက် online ပေါ်မှာအဲ့လိုပြန်နှံ့နေရတွေ့တယ်အဲ့တွေ့တဲ့ကဟိုကိုလဲ coffee ကြိုက်တဲ့သူဖြစ်တဲ့အတွက်တောက်ရမလို့မတောက်ရမလို့ဖြစ်ဘူးလားအဲ့လိုစိတ်ဒုရဖြစ်တာတွေလည်းရှိခဲ့ဘူးပဲတော့အခုလိုမျိုးသူတို့တေးချာစိတ်မဲ့ဆိုတော့ commit လို့စစ်တာတော့ပထမဆုံးပေါ့နော်အဲ့ collar ဟာလာနောက်ွယ်မှာစစ်တာပထမဆုံးပေါ့ဟုတ်ဟုတ်ကဲ့ပါမမအခုဆိုကတ်တုန်းဖတ်တဲ့အစီအစဉ်လေးရောက်လာပါပြီမအဲ့ဒါဆိုရင် ကတ်တုန်းဖတ်တဲ့အစီအစဉ်လေးမှာဗာကတ်တုန်းလေးဖတ်ချင်လဲဆိုတော့7 daily မှာပါတဲ့ကတ်တုန်းလေးပါမ ုတ်ကဲ့ပါဒီကတ်တွန်းလေးကိုဖတ်မပြခင်ဒီကတ်တွန်းလေးရဲ့အကြောင်းအရာလေးကိုရုံသွပြပြခြင်းပါတယ်ဒီမှာပြထားတာတော့ပုံလေးចောင်းသား၂ယောက်ပေါ့နော်ပုံလေး၂ပုံရဲ့နောက်ပြီးတော့နောက်ကအိမ်လေးတွေပါတယ်အစ်ပင်လေးတွေပါတယ်ចောင်းသား၂ယောက်စကားပြောနေတဲ့ပုံလေးပေါ့ပထမចောင်းသားတစ်ယောက်ကဗာပြောလဲဆိုတော့တို့အဖေနဲ့အမေကပြောတယ်နောက်ဆိုနေပူကန်ဗိုက်စာခံပြီးလူကြီးကြိုတဲ့ခင်မရှိတော့ဘူးလေကွာနောက်တစ်ယောက်ကထပ်ပြောတယ်ကောင်းကွာ ဒါတော့မှညီမတို့ငငယ်တုန်းကဒီလူကြီးတွေလာမယ်ဆိုရင်ဒါလည်းဟိုပြည်တော်စုလေးအခမ်းအနားတို့ဘာလို့ဆိုလူကြီးလာမယ်ဆိုဥစုံလေးတွေဝစ်ပြီးတော့အဖြူစိမ်းလေးတွေဝစ်အလံလေးတွေကင်ပြီးတော့ဆော်ကြီးသွားဆော်ကြီးသွားပြီးတော့အဲ့လိုမျိုးဆော်ကြီးကြိုးဆောင်နေရပါဘောနော်ကလေးတွေအခုဆိုဒါဆောင်းရသူဆိုချမ်းချမ်းစီစီနဲ့ကလေးတွေသွားပြီးတော့ကြိုးဆောင်နေရတာကိုသူကနည်းနည်းအကြောင်းသားလေးနှစ်ယောက်ကဒီလောင်ပြီးတော့ဒီပြောထားတဲ့ပုံစံလေးပေါ့နော်ဟုတ်ကဲ့ပါဒီကတ်တွင်းနဲ့ပဲတူ ဒီနေ့သတင်းစာဘဝဖတ်စရာများအစီအစဉ်ကိုရနာပြရစီရှင်ဒီအစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့ TVB ပိတ်သက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်